င်္ဂလာပါရှင်မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကနေဇွန်လ10ရက်ဒီဂရီ99နာရီအချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြီးညာပါမယ်ရှင်ကပ်ပလီပင်လယ်ပြင်နဲ့ပေကလားပင်လယ်အရှိတာပိုင်းတို့တွင်မုတ်တုံလီအားကောင်းနေပြီးကြံမင်္ဂလာပင်လယ်တို့တွင်မုတ်တုံလီအားအနေငယ်မှအားတင်းတင်းရှိနေပါမယ်ဒီဂရီညနေတီခမ်းမန်းချက်ကတော့ နေပြည်တော်မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးနဲ့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတို့တွင်နေရာကွက်ကြားကချင်ပြည်နယ်နဲ့ကယားပြည်နယ်တို့တွင်နေရာကျကျစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်နေရာစစ်စစ်ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွင်နေရာအနှံ့ပြားမှုထစ်ချုံရပြီးရန်ကုန်တိုင်းဒေသကြီးအေရီတိုင်းဒေသကြီးတနင်္လာရီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်နေရာကွက်ရိပ်မှုကြီးနိုင်ပါတယ်။ရွှေရံရုံပြည့်ဖြစ်ပါတယ်။ မိုးထိန်ထောင်ဖြစ်ပေါ်မှုအခြေအနေအရဒေသနာအတိုင်းဒေသကြီးနှင့်မွန်ပြည်နယ်တို့တွင်မိုးထိန်ထောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးထိန်ထောင်များရွေရှားရာနေရာတစ်လျှောက်တွင်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတက်ခတ်ခြင်း၊မိုးထိပ်ချုံခြင်း၊မိုးကျိုးပစ်ခြင်း၊လျက်စီးလက်ခြင်းနှင့်မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်မှရဲ့ကြံပြုရပါသည်။မြမပင်လေးပင်တွင် မြဝကျုံမိုးတမကွေ မုံတင်းနာရီကံရန်တရှောင်းနဲ့ကမ်းလွန်ပင်လေးပြင်းတို့တွင်တခါတည်းရန်မိုးတက်လေးပြင်းများကြောက်ပြီးလှိုင်းတင်တယ်မှာလှိုင်းကြီးနိုင်ပါတယ်။မိုးတက်လေးပြင်းကြစဉ်ရေပြင်းမြေပြင်းလေးဟာတနအိုင်လမိုင်30အထိတက်ခတ်နိုင်ပါတယ်။ကြယ်မြမပင်လေးပြင်းတွင်လှိုင်းတင်တင်ရှိပါမယ်။လှိုင်းမြင့်မှာမြဝကျွန်းပေါ်မုံတမာခွေမုံတင်းနာရီကံရန်တရှောင်းနဲ့ကမ်းလွန်ပင်လေးပြင်းတို့တွင်ရှစ်ပေမှာဆယ်ပေကန်နဲ့ရခိုင်ကံရန်တရှောင်းနဲ့ကမ်းလွန်ပင်လေးပြင်းတို့တွင်၆ပေမှာရှစ်ပေကန်ရှိနိုင်ပါတယ်။နောက်နေ့အတွက်ခံမှန်းချက်ကတော့ တနင်္လာရီတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင်မိုးပူလာပါမယ်။နေပြည်တော်ရန်ကုန်မြို့နယ်နေတဝိုင်တွဲဒီကနေ့ညနေတိခမ်းမန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွာရာလုံးပြည့်ဖြစ်ပါတယ်။မန္တလေးမြို့နယ်နေတဝိုင်တွဲဒီကနေ့ညနေတိခမ်းမန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွာရာလုံး80ဖြစ်ပါတယ်ရှင်။